ဒီတဲ့င်းကတော့လူစုပြီးထမင်းစားနေတဲ့ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုစူညံလို့ဆိုပြီးထိုင်းအမျိုးသားတအူမှဒါထိုင်းနိုင်ငံမြန်မာနိုင်ငံမဟုတ်ဘူးဆိုပြီးတနက်နေ့လိုက်ပြီးပြစ်ခဲ့တာကြောင့်အသက်34နှစ်အရွယ်ဝဝိုင်ဆိုတဲ့အမျိုးသမီးတအူတိတ်ဆုံးပြီးတအူပြပြထထန်တရားရရှိခဲ့ပါတယ်ဖြစ်စဉ်ကတော့6လပိုင်း19ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ ထိုင်းနိုင်ငံစမူပကံခရိုင်ဖပ်ပတဲ့မြို့မှာအလုံလောက်ကိုင်းနေထိုင်ကြတဲ့မြန်မာတွေဟာပြီးခဲ့တဲ့၁၈ရက်နေ့ည၁၀နာရီဝင်းကျင်အချိန်လောက်မှာလူစုပြီးထမင်းအတုစားခဲ့ကြပါတယ်။အဲအချိန်မှာတော့တရက်ခန့်ဖြည့်တုထိုင်းလူမျိုးဟာမြန်မာအလုံသမားတွေထမင်းစားနေတဲ့နေရာနဲ့မိသား၂၀လောက်အကွာမှာအရက်ထိုင်တောင်းနေခဲ့ပြီးမြန်မာတွေရဲ့စကားပြောဆိုနေတဲ့အတန်ကိုကြားကအချိန်မရှိအခမရှိစူညံနေတယ်ဆိုပြီးမြန်မာတွေထမင်းစားနေတဲ့နေရာကိုရှောက်လာပြီးတနန်းနဲ့ရန်တန်းက၄၅၆ချက်ဆင့်မီပစ်ခဲ့ပါတယ်။အဲအချိန်မှာတော့တရက်ခန့်ဖြည့်တုပစ်လိုက်တဲ့ကြီးစံ န်ဟာမဝဝိုင်းဆိုတဲ့အသက်34နှစ်အရွယ်အမျိုးသမီးရဲ့ရင်ဝါကိုဖောက်ထွက်သွားခဲ့ပြီးဇေယုံပိုးနေတဲ့အချိန်မှာပဲဆုံးသွားခဲ့ပါတယ်။နောက်ပြီးကြည်စံထိမှန်သွားသူဟာမဝဝိုင်းတယောက်တည်းမဟုတ်ပဲသူမရဲ့မောင်ဖြစ်သူအသက်18နှစ်အရွယ်ကောင်လေးရဲ့တင်ပါကိုလည်းထိမှန်သွားခဲ့ပါတယ်။ အခင်းဖြစ်ပြီးနောက်မှာတော့ဖက်ပတဲမျိုးရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့မှာတွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။အခင်းဖြစ်ခဲ့တဲ့နေရာမှာတော့တရက်ခံဖြစ်သူအုံပြုခဲ့တဲ့ကြည်ကွန်6ခုကိုတွေ့ရှိခဲ့ပြီးထိုင်းတင်းမပြောတာကတော့ကျူးလွန်ခံခဲ့ရတဲ့မြန်မာတွေနေထိုင်တဲ့နေရာဟာယာယီအလို့သမားတွေနေထိုင်တဲ့တန်ရာဖြစ်ပြီးစစ်စုပေါင်းအခန်း၅ခန်းရှိတဲ့အခန်းနံပါတ်၄နဲ့နံပါတ်၅အရှိမှာတော့အလို့သမားတွေထမင်းစားတဲ့ထိုင်းကုန်တွေရှိပြီးတရက်ခံဖြစ်သူဟာအဒီနေရာမှာထမင်းစားနေတဲ့အလို့သမားတွေကိုအခုလို့ကျူးလွန်ခဲ့တာဖြစ်တယ်လို့ထိုင်းတင်း င်မှပြောပါရယ်အိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှတရက်ခန့်ဖြစ်သူအသက်52နှစ်အရွယ်ထိုင်းအမျိုးသားဂျီရန်ဒွန်ဆိုသူကိုသူအသုံးပြုခဲ့တဲ့တနက်နေ့တကွာဖမ်းဆီးနိုင်ခဲ့ပါရယ်နောက်ပြီးအခင်းဖြစ်ခဲ့တဲ့အချိန်ကိုတွေးရှိခဲ့တဲ့မြန်မာအလုံးတမားတွေရဲ့ဝနာဖြစ်သူပြောပြတာကကျွန်တော်ကအခန်းနံပါတ်တင်မှာနေထိုင်သူဖြစ်ပြီးတနက်နေ့အပြစ်ခံခဲ့ရတဲ့မောင်နှမကတော့အခန်းနံပါတ်၄နဲ့နံပါတ်၅မှာနေထိုင်ကြသူတွေဖြစ်တယ် အခင်းဖြစ်ခဲ့တဲ့အချိန်မှာတရက်ခန့်ဖြစ်သူရဲ့အော်ဟစ်ပြောဆိုနေတဲ့အတန်ကိုကြားရပြီးတဆက်ထဲမှာပဲတနတ်တန်တွေကိုပါကြားခဲ့ရတယ်။ဒီလိုနဲ့ကျွန်တော်လည်းအခန်းတကားကိုဖွင့်ပြီးထွက်ကြည့်တော့အလौတမဖြစ်သူဝိုင်းဝိုင်းဆိုတဲ့မြန်မာမိန်းကလေးဟာသူ့ရိုက်ထဲမှာလဲကြနေခဲ့တယ်။ပြီးသွားတော့သူမရဲ့မောင်ဖြစ်သူအသက်၁၈နှစ်အရွယ်ကောင်လေးဟာ ခုံပေါ်မှာထိုင်လျက်နဲ့သူ့ရဲ့ညာဘက်ခြေထောက်မှာဆိုရင်လေသွေးတွေထွက်နေတာကိုတွေ့ရတယ်။အဲအချိန်မှာတရက်ခန့်ဖြစ်သူဟာလှဲထွက်သွားနေခဲ့ပြီးကျွန်တော်တကားဖွင့်ပြီးထွက်လာတာကိုတွေ့တော့ကျွန်တော်ဘက်ကိုတနက်လှဲလာပြီးမင်းလားမြမအလौတမာရဲ့ဝန်းအားဆိုပြီးဆဲဆိုချိန်မောင်းနေခဲ့တယ်။အဲအချိန်မှာအလौတမာရဲ့အခြေအနေမကောင်းတာကိုတွေ့တော့ကျွန်တော်လည်းကမန်းကဒန်ကာယူထုတ်ပြီးဒဏ်ရာရရှိခဲ့တဲ့မောင်နှမနှစ်ယောက်စလုံးကိုဆေးရုံပို့ပေးခဲ့တာဖြစ်တယ်။ဆေးရုံပို့နေတဲ့အချိန်မှာပဲတယောက်ကတော့စိတ်မကောင်းစွာနဲ့ဆုံးသွားခဲ့တာဖြစ်တယ်လို့မြမအလौတမာရဲ့ဝန်းအားဖြစ်သူထိုင် င်းလူမျိုးဦးလေးကြီးမှပြောပြပါဗါးနောက်ပြီးထိုင်းတည်တင်းမှပြောတာကအခင်းဖြစ်ခဲ့တဲ့အချိန်မှာမြန်မာအလုံသမားတွေဟာတရက်ခံဖြစ်သူထိုင်းလူမျိုးအသက်52နှစ်အရွယ်ကျေတံတော်ဆိုသူကိုတောင်းမန်းနာမျိုးတွေရှိခဲ့ပေမဲ့တရက်ခံဖြစ်သူကလက်မခံပဲဒါထိုင်းနိုင်ငံမြန်မာနိုင်ငံမဟုတ်ဘူးဆိုပြီးအခုလိုတနန်းနဲ့ပြစ်ခဲ့တာဖြစ်တယ်လို့ပြောပါဗါးလက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူကိုလူတပ်မှုလက်နက်ကိုင်ဆောင်မှုတွေနဲ့ဖမ်းဆီးခဲ့ပြီးဖြစ်တယ်လို့သိရပါဗါး